မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာသင်တန်းမှာကျူဆိုပါတယ်ကျွန်တော်နာမည်နိုင်လေးပါကျွန်တော်ဒီ P9 ဒီဇိုင်းတစ်ခုလုပ်တဲ့သင်ခန်းစာလေးကိုမျှဝေပေးသွားခြင်းပါတယ်ခင်ဗျာအဲကျွန်တော်ပြန်ပါဆိုလို့ရှိရင်လည်းကိုယ့်ရဲ့လုပ်ငန်းနေမှာကိုယ့်ရဲ့ဘောနော့ကိုယ့်ရဲ့လုပ်ငန်းနေမှာပြီးလို့ရှိရင်ကိုယ့်ရဲ့ရုံးနေမှာဆိုလို့ရှိရင်ကိုက B9 နေပါလေလောရမယ်ဆိုလို့ရှိရင်ကိုကိုတိုင်းပိုတရှော့သုံးတတ်မယ်ဆိုလို့ရှိရင် B9 တစ်ခုကို အဲလုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာတော့ binary လုပ်တဲ့ပုံစံမျိုးလေးကိုမျှဝေသွားမှာပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်လုပ်ပြမယ့်ပုံစံလေးကတော့ကျွန်တော် photoshop လေးကိုဖွင့်လိုက်မယ်နော် okay ကျွန်တော်လုပ်ပြမှာတော့ကျွန်တော်ကတော့ဒီပုံစံမျိုးလေးပါနော်အဲ့တော့ဒီပုံစံမျိုးလေးကို binary design လုပ်ပြမှာပါနော်ဒီ site လေးကတော့ကျွန်တော်လုပ်ပြမယ့် site လေးကတော့ဟိုနှစ်ပေနှစ်ပေသုံးပေ site လေးပါနော်နှစ်ပေသုံးပေ site လေးပါအဲ့တော့ site လေးကိုသတ်မှတ်ဖို့အတွက် စာမျက်နှာအစ်စ်ခေါ်လိုက်ပါမယ်အဲ့တော့စာမျက်နှာအစ်စ်ခေါ်ဖို့အတွက်ဆိုလို့ရှိရင် final ကိုသွားပါ final ကိုသွားပြီးလို့ရှိရင်နယူးကိုနှိပ်ပါနော် okay အဲဒီမှာ site ကိုဘယ်လိုယူမှာလဲဆိုလို့ရှိရင် site ကတော့ကျွန်တော်ကိုယ့်ဘာကိုစိတ်ထဲကျလုံးမှာဖြစ်တဲ့အတွက်အောက်ဆုံးက custom ကိုနှိပ်ပေးလိုက်ပါ okay b9 လေးရနော် b9 site show b9 ကို site show လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က7နှစ်နဲ့မြောက်ပေးရပါတယ်အဲ့တော့ ဒီနှစ်ပေ3ပေဆိုလို့ရှိရင်ပေါ့နော်နှစ်ပေ3ပေဆိုလို့ရှိရင်3ကို7နှစ်နဲ့မြောက်ပါနှစ်ကို7နှစ်နဲ့မြောက်ပါเนาะနှစ်ပေ3ပေဆိုလို့ရှိရင်ဒါအရှိရပေါ့နော်အရှိရတော့အလျားလိုက်ကတော့ဒါနှစ်ပေပါပေါ့အမြင့်ပေါ့နော်ဒီအမြင့်ကတော့3ပေပေါ့နော်3ပေဆိုတော့အဲ့တော့ကျွန်တော်အဲဒီနှစ်ပေ3ပေဆိုလို့ရှိရင်တော့ဒါဝိဆိုတာကတော့အကျယ်ပါအကျယ်မှာဆိုလို့ရှိရင်တော့နှစ်ပေဖြစ်တဲ့အတွက်သူ့ကိုနှစ်ပေရဲ့နှစ်ငယ်မြောက်တော့ဒါ ဆက်နှစ်နဲ့လီ24တော့ဆိုတော့24เนาะ24ပါအောက်က3ဘီเนาะအမြင့်ရ3ဘီဖြစ်တဲ့အတွက်ဒါဆက်နှစ်3လီ36ဖြစ်တဲ့အတွက်36လို့ရေးလိုက်ပါမယ်เนาะအဲဒီ B9 နေမှာ resolution ကတော့82ထားလေးရပါတယ်သို့မဟုတ်100ထားလေးရပါတယ်เนาะအဲ့တော့အဲကျွန်တော်ဒီမှာပုံထွက်နည်းနည်းပိုကောင်းတော့100ကိုထားပေးလိုက်မယ်เนาะတကယ်တော့82ကဲ82လောက်ထားလေးရပါတယ်เนาะ ပြီးတော့လို့ရှိရင် B9 နဲ့မှာဆိုလို့ရှိရင်အမြဲတမ်းကာလာမုတ်မှာဆိုလို့ရှိရင် TM1 ကိုထားပါရဲ့เนาะကျွန်တော်တို့ဓာတ်ပုံတွေထုတ်တော့မယ်ဆိုလို့ရှိရင်ဒါ RGB ကိုထားရပါ Okay ဒီမှာ B9 နဲ့အောက်ကပင့်ဒီ offset ထုတ်ရတဲ့အပိုင်းတွေဆိုလို့ရှိရင်เนาะ TM1 ကိုသုံးပါတယ်အဲ့တော့အမြင်ကနှစ်ပေဖြစ်တဲ့အတွက်24 30 24ပြီးရင်အမြင့်က36အခြေအား24ပါโอเคပြီးရင် resolution 100ပါ ပြီးတော့ရင်ဆိုလို့ရှိရင်တော့ okay ကိုနှိပ်ပေးလိုက်ပါအဲဒါဆိုလို့ရှိရင်ကျွန်တော်က site လေးခေါ်ပြီးသွားပါတော့အဲ့တော့ဒီ site လေးခေါ်ပြီးသွားရင်ဆိုလို့ရှိရင်အရင်ဦးဆုံးနောက်ခံလေးကိုဝါတဲ့ပုံစံမျိုးလေးပြုလုပ်ပါမယ်နော်အဲ့တော့ new layer ဒီ layer လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီ layer လေးကိုအကြောင်းဖြစ်ပြဖို့အတွက်ဆိုလို့ရှိရင်ဒီမှာကိုကြိုက်နေတဲ့အကြောင်းဖြစ်လို့ရပါတယ်ကျွန်တော်ကတော့အဝိုင်အောင်လေးကိုထားပြီးတော့ okay လေးပေးလိုက်ပါမယ် okay ပြီးလို့ရှိရင်အဲဒီ layer လေးကိုဒါဒီ foreground ထားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့က ဒီ order ရဲ့ best pay ရဲ့နဲ့နှိပ်ပေးလိုက်လို့ရပါတယ် order ရဲ့ best pay ရဲ့နှိပ်ပေးလိုက်ပါပြီးသွားရဲ့ဆိုလို့ရှိရင်အရောင်ကြီးတားတောက်နေရဲ့ဆိုလို့ရှိရင်သူ့မှာသူ့ကို op3 သူ့ကို short ပေးလိုက်မယ်နော် okay သူ့ကိုဒီမှာကိုအစင်ပေးတဲ့လောက်လေးကို op3 ကို short ပေးလို့ရပါတယ် okay ဒါကြလို့ဆိုရရင်နော်ပြီးသွားရဲ့ဆိုလို့ရှိရင်အဲအရောင်လေး short ပြီးသွားရဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က ကိုလိုအပ်တဲ့ဒီ PSD လေးကိုဒီမှာကျွန်တော်ဒါ PSD file လေးရှိပါတယ်အဒီ file လေးကိုကျွန်တော်ဆွဲထည့်ပါမယ်เนาะအဲ့တော့အဒီเนาะဒီ PSD လေးကိုဆွဲထည့်ပါပါမယ်အဲ့တော့ဒါလေးကိုဆွဲပြီးတော့ကျွန်တော်ဒီ area လေးပါဒီ layer လေးကိုသူ့ရဲ့ layer လေးပုံသူကဒီမှာ layer တွေကိုမှားထောက်လို့မရပါဘူး layer သွားပြီးတော့အများကြီးထောက်လိုက်မယ်ဆိုလို့ရှိရင်လိုက်ပါအဲ့တော့ဒီ area လေးကိုတစ်ချက်ထောက်ပြီးတော့ဖိပြီးတော့ဆွဲပေးလိုက်ပါမယ်ဝေးဒီနေရာကိုဆွဲပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင် sorry ီချိန်မှာပေါ့နော်နောက်ပြန်ခေါ်ကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်က control ရဲ့ order control order set နဲ့နောက်ပြန်ခေါ်လို့ရပါတယ်ဒီမှာတခုပြောစရာရှိပါတယ်ခုဆိုလို့ရှိရင်ဒီပုံလေးကိုအပေါ်ကလေယာဉ်ကိုဆွဲဖို့ကတကယ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်ကဒီလေယာဉ်လေးကိုပေါ့နော်လေယာဉ်လေးကိုလော့ခတ်ထားလိုက်ပါနော်သူ့ကိုတော်လေးကို all loss ဆိုတာလေသူ့ကိုတစ်ချက်ခက်ခက်ပဲဒါဆိုရင်သူ့ကိုလော့ခတ်ထားရဆိုလို့ရှိရင်ကိုကြိုက်နေတဲ့တလို့လော်ဒီလေယာဉ်လေးကိုကြိုက်တယ်လို့ပြင်လို့ရပါတယ်အဲ့တော့ လေယာလေးကိုသူ့ကိုတစ်ချက်ဖိပြီးတော့အပေါ်လေးကိုဆွဲပေးလိုက်ပါမယ်နော်တကယ်တော့အဲကိုကဆွဲရခက်နေရဆိုလို့ရှိရင်ဒီအော်နှိပ်ပါနော်ဒီ edit ကိုသွားပါ edit ကိုသွားပြီးသွားလို့ရှိရင်ဒီ free transform ဆိုတာနှိပ်လိုက်ပါ control ရဲ့ t ရဲ့နဲ့လည်းနှိပ်လို့ရပါတယ်ဒီလိုအဲ free transform လုပ်ပြီးသွားရင်ကိုကြိုက်နေတဲ့နေရာကိုအလွယ်ကူရွှေ့လို့ရပါတယ်ဒါတေးနေရဆိုလို့ရှိရင်သူ့ကိုချက်ကြီးလေးကိုဖိလ ဒါဆိုလို့ရှိရင်သူ့ကိုကြီးပြလို့ရပါတယ်เนาะဒါမျိုးကြီးပြလိုက်ပါပြီးရင်အမှန်ချစ်လေးကိုနှိပ်ပြလိုက်ပါเนาะဘယ်ဒါဆိုလို့ရှိရင်သူ့ကိုလည်းရောင်ရတာအဲထင်းနေရဆိုလို့ရှိရင် off stream မှာသူ့ကိုချော့ပြလို့ရပါတယ် okay ဒါကိုစတင်တက်တယ်လို့ဒီမှာ off stream ကိုချော့ပြလို့ရပါတယ် okay ဒါဆိုလို့ရှိရင်ရရင်เนาะဒါဆိုလို့ရှိရင်နောက်ခံလေးကိုပြီးတော့ပါပြီနောက်ခံလေးပြီးသွားပြီဆိုလို့ရှိရင် okay အဲဒီမှာ စာရေးဖို့အတွက်ဆိုလို့ရှိရင်ဒီဟာเนาะဒီပုံစံမျိုးလေးကိုယူမယ်เนาะဒါဒါလေးကိုယူပါမယ်။ Okay ဒါလေးကိုယူတော့မယ်ဆိုလို့ရှိရင်ကိုကအတွင်းထဲမှာကိုကဒီနောက်ခံယူမလို့ကျွန်တော်ဆိုလို့ရှိရင်ဒါကတော့လင်းရှိထားပါဒါလင်းရှိထားဖြစ်တဲ့အတွက်အဲသူ့ကိုလင်းကိုပြန်ပြီးတော့ဖြုတ်ပေးလိုက်မယ်เนาะဖြုတ်ပေးလိုက်မယ်။ Okay ဒါဆိုလို့ရှိရင်အဲရသွားပြီเนาะအဲ့တော့ဒီပုံလေးကို sorry အတွင်းထဲကောင်သူကနေပြီးတော့လင်းရှိထားပါအဲ့တော့အတွင်းထဲကောင်လေးကိုလင်းကို သူ့ကိုတော့ဒါလေးကိုလင့်ပြန်လေးပြန်ပြီးတော့ချိန်ပေးလိုက်မယ်နော်ကွန်ထိုးကွန်ထိုးအော်ဒါဇက်နဲ့နောက်ပြန်သွားလို့ရပါတယ်အဲအတွင်းထဲကောင်ကြီးမလို့ချင်းအတွင်းထဲကောင်ကြီးကိုဒီမှာမျက်စိမိတ်ကြည့်လိုက်လို့ရတယ်နော်အဲ့တော့သူတို့နှစ်ခုကိုဆက်လက်ပြီးပြီးတော့သူ့ကိုဒါလင့်ပြန်ပြီးတော့ဖြုတ်ရတာပါနော်အဲ့တော့ဒါလေးကိုပဲယူမှာပါနော်အဲ့တော့ယူမှာဖြစ်တဲ့အတွက်ပေါ်လေးကိုဗာကိုလိုချင်တဲ့နေရာလေးကိုဖိပြီးတော့ဆွဲပေးလိုက်ပါဒါဒီထဲကိုထည့်ပေးလိုက်ပါ โอเคဒါဆိုလို့ရှိရင်ရိုက်เนาะတေးနေရဆိုလို့ရှိရင် control ရဲ့ d သို့မဟုတ် edit ကိုသွားပါ free transfer ကိုနှိပ်လိုက်ပါโอเคသူ့ဟိုဘက်ဒီဘက်ကြီးကျင်တယ်ညီအောင်ကြီးကျင်တယ်ဆိုရင် shift key ရဲ့ order နဲ့ဖြီးပြီးရောဆဲပေးလိုက်ပါโอเคအဲ shift key လေးကိုဖြီးပြီးရောဒါဆက်လက်ပြီးရောကြီးပြီးလို့ရရယ်เนาะပြီးရင် image လေးကိုနှိပ်လိုက်ပါ အာကိုလိုဂျင်ရဲ့အနေထားလေးကိုတိုင်ကြည့်ပါချိန်ကြည့်ပါနည်းနည်းငယ်သေးရထင်ရဆိုလို့ရှိရင်ကွန်ထရိုးရဲ့ TA နဲ့နှိပ်ပြီးတော့ကဆက်ပြီးတော့ကြည့်ပြီးလို့ရပါတယ်နော်အခုကြည့်ပြလိုက်ပါပြင်အမှန်ချေလေးကိုနှိပ်ပြလိုက်နော်โอเคဒါဆိုလို့ရှိရင်ကိုလိုဂျင်ရဲ့အနေထားလေးကိုကီးဘုတ်ကနေ arrow key လေးကိုနဲ့လည်းအဲနဗေးအပေါ်တက်တာအောက်ဆောင်တာလေးကိုလည်းပြုလုပ်လို့ရပါတယ်နော်โอเคရပြီကြိုက်ပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့က ဒီသူ့ကိုစာရေးဖို့အတွက်ဆိုရင်ဒါဘောင်လေးကိုပြီးသွားပြီနော်ဘောင်လေးပြီးသွားပြီဆိုလို့ရှိရင်အတွင်းထဲမှာသူ့ကို fake အကြောင်းဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ကတော့အဲဒီအကြောင်းလေးကိုဖြစ်ပေးလိုက်မယ်နော်အဲ့တော့ဒီအကြောင်းလေးဖြစ်ဖို့အတွက်ဆိုလို့ရှိရင်သူ့ကိုဖိပြီးတော့အပေါ်လေးကိုဒီလေယာလေးတဲ့ကိုဆွဲပေးလိုက်ပါပဲနော်အဲ့တော့လွတ်ပေးလိုက်ပါနော်အပေါ်လေးကိုကပ်ပေးလိုက်ပါသူ့ကိုဒါအခုဆိုလို့ရှိရင်လေယာရက်တာအပေါ်ဆုံးမှာဖြစ်တဲ့အတွက်ဒါဖုံးနေရပါအဲ့တော့လေယာလေးကိုကိုစာရေးမဲ့အောက်လေးကို ီရဲနဲ့နှိပ်ပြီးတော့ကြီးပြပါဟိုကတော့ကြီးလိုက်ပါအဲဒီမှာကြီးနေပြီဒီမှာကိုစက်နေတဲ့အတိုင်းကြီးလို့ရတတိုင်းပေါ့နော်ကွာတိုင်းဟိုအပွင့်နေရတယ်ဗျာပန်းပွင့်ရတိုင်းမလှတော့ကြီးသွားပြီဆိုလို့ရှိရင်သူ့ကိုငကိုတိုင်းလေးပဲဒီမှာတံပြီးတော့ထားပစ်လိုက်မယ်နော်သူ့ကိုနည်းနည်းလေးဒီဘက်ကိုဒီဘက်လေးကြောင်အောင်ပဲသူ့ကိုချဲ့ပစ်လိုက်မယ်နော်ကွန်ထရိုးရဲ့တီရဲ့နဲ့နှိပ်ပစ်လိုက်ပါအဲဆိုတော့ရှစ်ကီးလေးကိုဖိပြီးတော့ဒါဆွဲရနော်โอเค သူကတိုင်းကြည့်လိုက်တိုင်းဆွဲပြီးကြည့်လိုက်လိမ့်မယ်ဆိုလို့ရှိရင်ဒါအတွင်းထဲမှာရှိတဲ့သူ့ရဲ့ဟိုပန်းပွင့်ပုံစံမျိုးလေးကတိုင်းကြည့်သွားတော့နော်အဲ့တော့သူ့ကိုအဲပွားမှာနော်ပွားမယ်ဆိုလို့ရှိရင်တော့ဒီ order လေးရဲ့ order ကိုဖိပြီးတော့အလွယ်တကူပွားလို့ရပါတယ်နော်အဲ့တော့ပွားပေးလိုက်ပါသူ့ကိုဒီမှာဒီနှစ်ခုကိုဆက်ပေးလိုက်မယ်နော် Okay ဒါဒီနှစ်ခုကိုဆက်ပေးလိုက်တာပါ Okay အဲဆက်ပေးလိုက်တာပါ Okay ဒါဆိုရင်ရိုက်နော် အဲသူတို့သူတို့နှုတ်ကိုဆက်ပြလိုက်တာပါတိုင်းကြည့်တိုင်းလိုက်မယ်ဆိုလို့ရှိရင်ဒါဟိုပန်းကလာတွေကပန်းပွင့်နေရတာတိုင်းကြည့်သွားလို့ဘာနော်ပြတ်သွားတာတိတ်ကြည့်လို့မကောင်းတော့လို့ပါအဲ့တော့ဒီမှာပုံနေတဲ့အသားတွေကိုဖြစ်ရှင်နေဆိုလို့ရှိရင်ဒီမှာတူဘက်ကနေပြီးတော့ eraser တူးလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့သူ့ကိုဒီမှာကိုဖြစ်ရှင်နေဒါဆိုရင်ဒီအောင်ဖိပြီးတော့ဖြတ်ပေးလိုက်ပါ eraser တူးလေးကတိုင်းကြည့်နေရဆိုလို့ရှိရင် keyboard မှာရှိတဲ့၄ဒေါင်ခွင်းလေးကိုအဖွင့်ခွင်းလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ဒီမှာဖြတ်ပေးလို့ရရယ်နော် โอเคအပေါ်ဘက်ကရရနော်အပေါ်ဘက်ကဒီမှာအပေါ်ဘက်ကလည်းဒီမှာပုံနေတဲ့အသားလေးရှိလို့ရှင်အဲသူ့ကိုဖြတ်ပြလို့ရပါတယ်โอเคဒါဆိုလို့ရှင် အတွင်းထဲမှာအတွင်းထဲကဒီ background လေးကိုလည်းစာရေးဖို့အတွက်ထည့်လို့ပြီးတော့ပါတယ်သူ့ကိုအကြောင်းကြီးကတားတောက်နေရဆိုလို့ရှင်ကျွန်တော်သူတို့နှစ်ခုကိုဆက်လက်ပြီးပြီးတော့သူတို့ link ဒီ link လေးဆက်လိုက်မယ်နော် link ဆက်တဲ့သဘောတဘာဝကတော့အဲပေါ်တော့ဘာလို့လို့သူတို့နှစ်ခုကိုပြန်ပြီးပေါ့နော်ဟိုအတူတူလောက်တဲ့ပုံစံမျိုးလေးပါအဲ့တော့သူ့ကို obstacle ကိုနည်းနည်းလေး short ပေးလိုက်မယ်နော် ပေးကြတယ်ဒီမှာနည်းနည်းလေးလျှောက်ပေးလိုက်မယ်เนาะโอเคဒါဆိုလို့ရှိရင်ရပြီเนาะတာထင်းကျင်တယ်ဆိုလို့ရှိရင်လည်းဒီမှာ obviously ကို100တိကျအောင်ထားလို့ရပါတယ်ဒါနည်းနည်းလေးအဲလျှောက်ပေးလိုက်တာပါโอเคရပြီเนาะပြီးတော့ရေးဆိုလို့ရှိရင်ကျွန်တော်တို့ကစာเนาะဒါစာရေးဖို့အတွက်ဆိုလို့ရှိရင်တော့ အဲဒီမှာတော့ဒီမှာစာရေးဖို့တော့ကျွန်တော်စာကတော့မရင်းနေတော့ပါဘူးဒီရေးပြီးသားစာလေးကိုပဲအလွယ်တကူဆွဲပြီးတော့ဆွဲထည့်လိုက်မယ်နော်ဒါလေးဆွဲပြီးတော့ထည့်လိုက်ပါမယ်ဆွဲထည့်လိုက်ပါမယ်โอเคဒါစာလေးကိုတော့ဆွဲပြီးတော့ထည့်တာနော်စာရေးနေလို့ရှိရင်ဒါနည်းနည်းလေးကြာနေမစိုးလို့ပါโอเคအဲ့တော့ဒီစာလေးကိုလည်းအဲကိုကပေါ့နော်ဒီအကြောင်းနေပါရေးမကြိုက်သေးဘူးဆိုလို့ရှိရင်လည်းကိုပါကိုပြန်ပြောင်းလို့ရပါတယ်ဖောင့်နေပါရေးမကြိုက်သေးဘူးဆိုလို့ရှိရင်လည်းတီကိုနှိပ်ပါနော်တီကိုနှိပ်ပါ okay ဒါလေးကတီလေးကနည်းနည်းကြာပါတော့တခါကြလို့ရှိရင်ပိုလိုရှော့မှာကျွန်တော်ကဒီတက်တူးကိုယူလို့ရှိရင်ဒါနည်းနည်း400ရှိပါတယ်ဘာကြောင့်400လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ set ထဲမှာထည့်ထားတဲ့ font နေရာဒါအများကြီးရှိလို့ပါနည်းနည်း okay အဲ့တော့သူ့ကို select ပေးလိုက်ပါတကယ်လို့ default ကြီးမကြိုက်သေးဘူးဆိုလို့ရှိရင်လည်း select ပေးပြီးတော့သူ့ကိုသူ့ကိုကျွန်တော်ဝင်းတောင်ကြီးလေးပြောင်းကြည့်လိုက်မယ်ပြီးရင်အနာခောက်လိုက်အဲဒီမှာဒီလိုမျိုးလေး font size လေးလည်းပြောင်းလို့ရပါတယ် โอเคကျွန်တော်ကတော့ဒီဖောင်ကြီးမကြိုက်သေးဘူးဆိုလို့ရှင်ကိုကြိုက်နေတဲ့ဖောင်အောင်ပြန်ပြီးတော့ပြောင်းပြောင်းလို့ရရင်တော့ဒါလေးကဖောင်ဆိုင်လေးချိန်တာပါကြီးချင်းသေးရဆိုလို့ရှင်ရှစ်ကီးရဲ့ order နှိပ်ပြီးတော့ဒါကြီးကြီးပေးလိုက်ပါနော်โอเคကဲလို့ကဒီအတွင်းထဲဖောင် color တွေမကြိုက်သေးဘူးဆိုလို့ရှင်ဒီသူ့သူ့ဘော်လေးကို၁၀เนาะသူ့ဘော်လေးကို၂၀ဆက်ဆက်လေ၂၀ဆက်တိုင်းနှိပ်လေးရပါတယ်။ဒါမို့ဒီ effect ဆိုတာလေးကိုနှိပ်ပြီးတော့အပေါ်မှာရှိတဲ့ blending option ကိုနှိပ်ပေးလိုက်ပါ။ โอเคဒီမှာ color over လေးမှာကိုယ်ကြိုက်နေတဲ့အကြောင်းကိုပြောင်းလဲလို့ပြေးလို့ရပါတယ် color over လေးတော့ပါကိုယ်ဒီအောင်ကြိုက်ရင်ဒီအောင်ပေါ့နော်အနီအောင်ကြိုက်ရင်အနီအောင်ကိုယ်ကြိုက်နေတဲ့အကြောင်းပြေးလို့ရပါတယ်ကြိုက်ပြီဆိုလို့ရှိရင် okay နဲ့ပြေးလိုက်ပါ okay ပြေးလိုက်ပါနော်ဒါလေးကအကြောင်းပြေးရပါနော် okay ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခါဒီစာလေးကိုပဲကျွန်တော်ဆွဲပြီးရောထည့်လိုက်မယ်နော် Okay ဒီမှာစာလေးကိုဆွဲရတာပါ keyboard ကနေပြီးတော့ arrow key လေးကိုနှိပ်ပြီးတော့ဒီမှာအသေးကြီးလေးကိုရွှေ့ရွှေ့ရတဲ့နေရာလေးကိုပြောင်းလဲလို့ရပါတယ်နော်အဲ့တော့ဒီစာလေးကိုလည်းကျွန်တော်ပြန်ပြောင်းကျင်တယ်ဆိုလို့ရှိရင်ကိုကြိုက်နေတတ်တဲ့ပုံစံအတိုင်းဒီမှာပြန်ပြီးတော့ပြောင်းလဲလို့ရပါတယ်နော် Okay စာလေးကို color လေးအနာကုတ်တွေကိုပြောင်းကျင်တယ်ဆိုလို့ရှိရင်ပြောင်းလို့ရပါတယ်သူ့ပေါ်လေးမှာ right click ကိုနှိပ်ပြီးတော့ blending option ကိုတွားလေးရပါတယ်သို့မဟုတ်နှစ်ချက်ဆက်တိုင်းနှိပ်လေးရပါတယ်ဆိုတော့ဒီ effect ဆိုတာလေးနဲ့လည်းတွားလို့ရရယ်နော်အဲတော့ color over လေး color over လေးကိုတစ်ချက်တွားလိုက်ပါကိုကြိုက်နေတဲ့တဲ့အကြောင်းရပါတယ် okay ဒီအောင်ကြိုက်ရင်ဒီအောင်နော်ဒီအောင်နှိပ်ပါပြီးရင် okay ကိုနှိပ်ပေးလိုက်ပါတကယ်လို့ပြီးလို့ရှိရင်ကိုကအနာကိုကိုထိတ်ကျင်နေဆိုလို့ရှိရင်ဒီ stroke ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ stroke မှာအဲ stroke ရဲ့ color မှာသူ့ စတုတ်ကာလာအဖြူအဖြူအောင်မကြိုက်သေးဘူးဆိုလို့ရှိရင်လည်းအနှစ်ရောင်ထားမှာလားအဲအနှစ်ရောင်ဆိုလို့ရှိရင်ဒါနည်းနည်းလေးမှိန်သွားပြီနော်အဲ့တော့သူ့ကို ကိုထားခြင်းတဲ့ပုံစံလေးရှိလားသူ့ကိုထားပေးလိုက်ပါချိန်ပေးလိုက်ပါဝါရောင်ကြီးကမထင်ဘူးဆိုလို့ရှိရင်ဒါတော့ဟိုကိုနော်ကိုထင်မဲ့ပုံစံကာလာလေးကိုပြီးပြီးတော့ထားလို့ရပါတယ်နော်ကိုထင်မဲ့ကာလာလေးရဲ့လိုက်မဲ့ကာလာလေးထားပြီးတော့ okay လို့ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီမှာသူ့ရဲ့အဲဒီဘောင်လေးရဲ့ပေါ့နော်အထူးအသေးကြီးကိုဒီမှာလာပြီးတော့ချိန်ပေးလို့ရပါတယ်နော်ဒါလေးကဘောင်ကို့ ဟိုစတုတ်ကိုချိန်ပေးရအောင်နော်ဒါတော့ကိုအစင်ပေးတဲ့အတိုင်းလေးကိုချိန်ပေးလို့ရပါတယ်။ Okay ကြိုက်ပြီဆိုလို့ရှိရင်တော့ okay ကိုနှိပ်ပေးလိုက်ပါ။ Okay ဒါဆိုလို့ရှိရင်အဲစာလေးလေးရေးလို့ပြီးသွားပြီနော်။ Okay ပြီးလို့ရှိရင်စာလေးကတော့အဲကျွန်တော်အောက်မှာ Okay ဒါလေးကိုဒီဘက်ကို ဆွဲပြီးတော့ထည့်ပေးလိုက်မယ်နော်။ဒါအလူလူချင်းတကာတကာမပါနော်လူတဲ့ပုံစံပါ။ โอเคပြီးလို့ရှိရင်အဲဒီထဲမှာတော့အနာဘောင်ကုတ်လေးတော့ဒီထဲမှာတော့မရှိတော့အဲ့တော့ဒီဘောင်ကုတ်လေးကိုပဲဆွဲပြီးတော့ထည့်ပေးလိုက်မယ်နော် sorry အဲ့တော့အပေါ်လေးကိုဒီမှာဆွဲပြီးတော့ထည့်ပေးလိုက်ပါမယ် okay ဒါလေးကိုရှင်းပြရအောင် ကွန်ထိုးရဲ့ကွန်ထိုးနဲ့စပေးပါနဲ့ချိန်လို့ရပါတယ်။အော်ဒါနဲ့စပေးပါနဲ့ကျင်းလို့ရပါတယ်နော်။ကွာဒီလိုမျိုးအဲအကျယ်ချင်းပြုလုပ်တာ မှာပေါ့နော်ဒီတိုင်းကွန်ထိုးစပေးတွေအော်ဒါစပေးတွေမသုံးချင်ဘူးဆိုလို့ရှိရင်တော့ဒီ edit ကိုသွားပါ edit မှာရှိရသည်အဲ prefer နဲ့အောင်သွားပြီးတော့နော် prefer နဲ့အောင်သွားပါပြီးရင်အဲဒီ general ဆိုတာကိုနှိပ်လိုက်ပါ Okay ဒီနေရာမှာပေါ့နော်ဒီ အဲဘေးနမှာလဲဆိုလို့ရှိရင်ဒီမှာ zone with covid ဆိုတာလေးကိုဒါလေးကိုအမန်ဂျလေးရှစ်တာပဲเนาะဒါကျွန်တော်ရှက်လိုက်မယ်เนาะဒီအဲ zone with covid ဆိုတာလေးကိုအမန်ဂျလေးရှစ်လိုက်မယ်ဆိုလို့ရှိရင်ဒါမောက်ကနေပြီးတော့ covid ပေါ့เนาะဒီဘိန်းလုံးလေးနဲ့ဒီကိုယ့်ရဲ့မြင်ကွင်းနေကိုအကျုံးချက်ပြုလုပ်လို့ရပါတယ်เนาะဒါလေးရတော့အဲဒါမောက်ကနေတုံးကျင်နေဆိုရင်တုံးလို့ရပါတယ်ပြုလို့ရှိရင်ကွဒီဘောင်ကိုလေးကိုဒီရောင်ကြီးမကြိုက်သေးဆိုလို့ရှိရင်လည်းဘောင်ကိုလေးကိုပြောင်းလို့ရပါတယ်သူ့ကိုနှစ်ဆက်ဆက်တိုင်းနှိပ်ပေးလိုက်မယ်เนาะโอเคအဲသူ့ကိုကတော့ကျွန်တော်အရောင်ဆက်လေးဒါ gradient overlay ထည့်ထားပါပြီးဒီ gradient overlay ကိုတစ်ချက်နှိပ်လိုက်ပါပြီးလို့ရှိရင်ဒီမှာကိုယ်ကြိုက်နေတဲ့တက်တဲ့ gradient overlay ကိုဒီမှာထည့်ပေးလို့ရကြပါတယ်ဒီမှာဆက်ဆန်းလို့ရတယ်နော်ဒါဆန်းကြည့်လို့ရပါတယ်ကိုယ်ကြိုက်နေတဲ့တက်တဲ့ပုံစံတိုင်းထားလို့ရပါတယ် Okay သူပေးထားတာနေမကြိုက်သေးဘူးဆိုလို့ရှိရင်လည်းကိုယ့်ဘာကိုလည်းကိုယ်ကြိုက်နေတဲ့တက်တဲ့ပုံစံတိုင်းထားပေးလို့ရပါတယ် Okay ဒါဆိုလို့ရှိရင်ဒါလေးရမယ်လို့ထင်ပါတယ် Okay အကိုကပေါ်တော့ဒီမှာသူ့သူ့ဟာရေမကြိုက်ဘူးဆိုလို့ကျန်ဒီမှာကို့ပါကိုအကြောင်းတွေကလာတွေဒီမှာပြန်ချိန်လို့ရပါတယ်ဒီစေးပုံးလေးဒီပုံးလေးကိုတစ်ချက်နှိပ်လိုက်ပါဒီမှာအဝါရောင်ကြီးမကြိုက်သေးဘူးဆိုလို့ရှိရင်အကိုကအဖြူအောင်ထားမှာလားအဖြူအောင်ထားခြင်းအဖြူအောင်အနီအောင်ထားခြင်းအနီအောင်ပေါ့နော်ကိုထားခြင်းတဲ့ပုံစံအတိုင်းကိုထားလို့ရပါတယ်စိတ်အောင်ထားမှာလားဆိုရင်စိတ်အောင်ပေါ့နော်အပြာအောင်ဆိုရင်အပြာအောင်ပါဒါကိုထားခြင်းတဲ့ပုံစံအတိုင်းထားလို့ရပါတယ်ပြီးလို့ရှိရင်အဲအလဲကောင်ပါဆိုလို့ရှိရင်သူ့အလဲကောင်က သူ့ဟောဖြစ်အောင်လေးထားပါလားထားပေးလိုက်ပါပြီโอเคပေးလိုက်ပါအဲဒီဘက်မှာအစွန်တောင်စွန်လေးမှာအပြာရောင်မထားခြင်းဘူးဘာရောင်ထားမှာလဲအနီရောင်လေးလားโอเคလိမ်မော်ရောင်လေးလားအဝယ်ရောင်လေးလားကိုယ်ကြိုက်နေတဲ့တဲ့ပုံစံအတိုင်းကာလာအတိုင်းထားပေးโอเคစိတ်နေထားပေးလိုက်မယ်နော်အာစိတ်နေထားပေးလိုက်မယ်ကြိုက်တယ်ဆိုလို့ရှိရင်โอเคနှိပ်ပေးလိုက်ပါပြီးရင်โอเคနှိပ်ပေးလိုက်ပါโอเคကိုနှိပ်ပေးလိုက်ပါ အာ okay နော် okay နေဒီလိုမျိုးလဲကိုကြိုက်နေတက်တဲ့ပုံစံလေးပြောင်းလဲလို့ရပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီအဲ B9 လုပ်မယ်ဆိုလို့ရှိရင်ဒါ B9 လေးကိုအဲ B9 တစ်ဆက်ကိုအလွယ်တကူလုပ်လို့ရမယ်လို့လည်းထင်ပါတယ်နော်ဒါကြောင့်ကျွန်တော်လုပ်ပြအဲဒီဒီပုံစံဒီပုံစံမျိုးလေးပါနော်ဒါဒီပုံစံမျိုးလေးပါ okay ဒါဆိုရင်ရမယ်လို့လည်းထင်ပါတယ်နော်ကိုဘကိုဒီလိုမျိုးလေးပြန်ပြီးတော့စမ်းကြည့်လို့လည်းရမယ်လို့လည်းထင်ပါတယ် တကယ်လို့လို့ဒီပုံစံမျိုးလေးဒီကျွန်တော်ရဲ့လောက်ထားတဲ့ layer လေးဒီဟို PST file လေးကိုဟို login တယ်ဆိုလို့ရှိရင်လည်းအဲကျွန်တော်ဟိုတင်ပြထားပါမယ်เนาะတကယ်လို့ login တယ်ရှိရ login တယ်ရှိရဆိုလို့ရှိရင်လည်းကျွန်တော်ပြောပါဒီဟို comment လေးမှာရေးခဲ့လို့ရပါတယ်ကျွန်တော်ကဒီ file နဲ့ကိုသွားပါ file နဲ့ကိုသွားပြီးသွားလို့ရှိရင်စေးစွာလေးကိုနှိပ်ပေးလိုက်ပါ ချေးစွာလေးကိုနှိပ်ပြီးတော့ကျွန်တော်ဒီဆေးရတိုက်မှာကိုကဘောနော်ဒီ V9 ဆက်ကိုသွားထုတ်တော့မယ်ဆိုလို့ရှိရင်ဆေးရဆေးရတိုက်မှာသူ့ကိုဂျေဘက်စွာလေးကိုနော်ဒီမှာဂျေဘက်စွာလေးကိုနှိပ်ပေးလိုက်ပါဘယ်ဒါကိုတိမ့်မဲ့နေရအောင်နော်ကိုတိမ့်မဲ့နေရအောင်ရွေးပါကျွန်တော်တို့ဒီ data ဒီထဲမှာပဲတက်တက်လိုက်မယ်နော်ပြီးတော့လို့ရှိရင်ဒီမှာသူ့ကိုကျွန်တော်အဲဘာလို့ပေးလိုက်မှာလဲဆိုလို့ရှိရင်ဒါတခုခုပေါ့နော်ကိုရဲ့ AC ဆိုရင် ACC အဲ ACC B9 ပေါ့နော်โอเค AC သူ့လိုပဲပေးလိုက်မယ်နော်ပြီးတော့ရဆိုလို့ရှိရင် ်ဆေးစွာလေးကိုနှိပ်ပေးလိုက်ပါ ACC ဝဲဒီမှာတော့ ACC ပေးလိုက်ပါမယ်ပြီးရင်ဆေးစွာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်တိတ်ပြီးတော့ပါကိုကနောက်တစ်ခါအဲဒီမှာတစ်ခုပြောတာရှိပါတယ်ဒီမှာသူ့ရဲ့ပုံရဲ့ပေါ်တော့ဒီပုံရဲ့ quality ကိုအမြဲတမ်းစနစ်စွာလေးကိုထားပါ okay လေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ data ဒီထဲကိုတွားကြည့်မယ်ဆိုလို့ရှိရင်ပုံလေးအနေနဲ့ဂျပန်အနေနဲ့ကိုတွေ့ရပါလိမ့်မယ် အတော့ dependency ကိုနှိပ်ပါ DO သွားပါ Okay ဒီမှာဒီမှာဆိုလို့ရှိရင်တွေ့ရလိမ့်မယ်နော်အဲဂျိဘက် Okay ဘယ်ထဲဝင်သွားတာလဲ ACC Okay ဒီမှာနော်အော်ဒီထဲကိုဝင်သွားပြီနော်ဒီမှာနော်ဒါလေးကတော့ခုဆိုလို့ရှိရင်ဒီပုံလေးကိုကိုကနေပြီးတော့ကူးပြီးတော့ B9 B9 set မှာသွားပြီးတော့သွားထုတ်လို့ရပါတယ်ဒါလေးကနှစ်ပေ၃ပေ site လေးပါ site နေနေရတော့ ဒီနေ့ဆက်စာရွက်ဆိုင်ချိန်တော့မယ်ဆိုလို့ရှိရင်ဆက်နေနဲ့မြောက်ပေးရပါတယ်အဲ့တော့24 30နဲ့မှလျှောက်ပါကိုကပုံလေးကိုအမြဲတမ်းဒီဟာလေးကိုတော့ကပြန်ပြင်ကျင်သေးရဆိုလို့ရှိရင်တော့ PST file လေးနဲ့ပဲတိမ့်ပေးထားပါတော့အဲ့တော့ PST file နဲ့တိမ့်ကျင်တယ်ဆိုလို့ရှိရင်တော့ file နဲ့ဟိုသွားပါပြီးရင် save ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီအောက်ကတက်ကတော့ဒါဒီမှာ PST ဆိုတာလေးကိုဖြစ်နေပါမယ်ပြီးတော့ဆိုလို့ရှိရင်သူ့ကိုလည်း ACC ဆိုပြီးတော့ပဲတင်ပေးလိုက်ပါမယ်နောက်ပြီးရင် C ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ โอเคဒါဆိုလို့ရှိရင်โอเคဒီ ACC ထဲမှာဆိုလို့ရှိရင်ဒီနောက်မှာခုဆိုလို့ရှိရင် ACC ဒါလေးရပြီးရင်အဲ Jeep ဆက်လိုက်မယ်နော် ACC ဒါလေးရ Jeep နေကြ PSD ဆိုရင်လည်းတွေ့ရပါလိမ့်မယ်နော်တကယ်လို့ကိုကဒီနောက်မှာဒီလိုမျိုးဟို extension လေးကြီးပေါ့နော်ပျောက်နေရဆိုလို့ရှိရင်နော် extension လေးကြီးပျောက်နေရဆိုလို့ရှိရင်တော့ဒီမှာ view တွေကိုသွားပါ view တွေကိုသွားပြီးတော့ချက်လိုက်မယ်နော်ကျွန်တော်ဒါလေးတို့ဒီ ဖိုင်နဲ့ extension ဆိုတာလေးကိုအမန်ဂျီလေးကိုချိန်ပေးလိုက်ပါတကယ်လို့အမန်ဂျီလေးကိုမရှိထားဘူးဆိုလို့ရှိရင်ဒီမှာအောက်မှာသူကဟို PSD လား JPEG လားဆိုတာကိုမသိရပါဘူးအဲ့တော့ဖိုင် extension လေးကိုသိကျင်တယ်ဆိုလို့ရှိရင်တော့ဒီ file name extension ဆိုတာလေးကိုအမန်ဂျီလေးချိန်ချိန်ပေးလိုက်ပါဒါဆိုလို့ရှိရင်သူ့ရဲ့ file ကဟို depth ပုံလား PSD file လားဆိုတာလေးကိုသိရပါတယ်โอเคဒါဆိုလို့ရှိရင်ဒါဒီမှာတော့ပုံလေးရတာဆိုရင်အခုဆိုရင်ဒီပုံလေးကို ဘီနိုင်းဆက်မှာတွားပြီးတော့ထုတ်လို့ရပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုလေးရမိတ်ဆွေတို့အတွက်ကိုအကျိုးရှိမယ်လို့လည်းထင်ပါတယ်။ဒီကုကုအဲဆင်မပြေရနားမလျားရှိခဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ comment လေးမှာလည်းမေးခဲ့လို့ရပါတယ်။ page ဘောက်လေးမှာလည်းဝင်ရောက်ပြီးတော့လည်းမေးလို့ရပါတယ်အားလုံးတို့လည်းအကျိုးရှိမယ်လို့လည်းထင်ပါတယ်ကျွန်တော်အကျိုးရှိတဲ့သင်ခန်းစာလေးကိုလည်းအနေနဲ့နေတိုင်းကျွန်တော်မျှဝေပေးနေအောင်ကျွန်တော်စူးစမ်းနေပါတယ်ခင်ဗျာ Okay ကျွန်တော်ဒီဗီဒီယိုလေးကိုမိတ်ဆွေတို့ရဲ့တခြားသင်ငယ်ချင်းတွေလည်းသိအောင်အဲ ဗီဒီယိုလေးကို share လေးပြုလုပ်ပေးပါအောင်ခင်ဗျာโอเคအားလုံးလည်းအဆင်ပြေပါလို့ထင်ပါတယ်အားလုံးပဲအဆင်ပြေပါစေခင်ဗျာ